အင်းဝါမှာငလျင်ဘေးအတွက်သွားလှုံနေရင်မမြတ်သူကိုကျွလွန်အောင်လုပ်ပေးနိုင်ခဲ့တဲ့ကိုတာဂိအလုံးမဲမင်္ဂလာပေါင်းဗမိစနန်ကနေကျွစလိုက်ပါတယ်ကိုတာဂိကအလိုတန်းရရသလိုမမြတ်တဲ့ပုံကိုရင်းနဲ့ပတ်သက်ပြီးတော့လေယုံကြည်များသူတယောက်ပေါင်းကိုရိုင်းကယုံကြည်သူတယောက်ဖြစ်တယ်မို့ငလျင်ဘေးတင်တဲ့အချိန်မှာအခြားနုပညာရှင်တွေဆယ်လီတွေမစင်စားမိတဲ့အရာတစ်ခုကိုလည်းစင်စားနေမိခဲ့ပါတယ် ညလင်းအကြောင်းအစာအုပ်တွေပြုတ်ကလူတွေကမိနစ်ပိုင်းအတွင်းအသက်ပြောင်းကြရတာပေါ့။တမန်ရောချဖြစ်စင်တဲ့မဟုတ်ပဲခုလိုဘဝကူပြောင်းသွားရတဲ့သူတွေကမကြုံမလွန်းနဲ့အစွဲကြီးဆွဲနေတတ်တာကိုကိုတော်ဂီရိုကတော့ယုံကြည်ပါတယ်။ဒါကြောင့်မို့လဲညလင်းအကြောင်းအမှန်တကယ်ဒုက္ခရောက်နေတဲ့နေရာတွေကိုသွားလို့မဲ့အချိန်မှာအလူပစ္စည်းတွေတင်မဟုတ်ပဲအမြဝေပေးမဲ့အစီအစဉ်တစ်ခုကိုပါလှုပ်ဖို့ဆုံးဖြတ်ခဲ့တာပေါ့။ဖုံဖုံတွေကိုပင့်ကအစာအုပ်တွေရှိမှတရားနာကရေစက်ချအမြဝေပေးမဲ့အစီအစဉ်ကိုလှုပ်ဖို့ကိုတော်ဂီကဟန်ထူးစံနဲ့အတူတူစီစဉ်ခဲ့ပါတယ်။ ပေကရရက်မှာပထမဆုံးခီးစင်အနေနဲ့အင်းဝမြို့တတားဦးနဲ့ကျောက်ဆယ်ဘက်ကိုအရင်သွားခဲ့တာပေါ့အင်းဝမြို့မှာတကောကြီးဖျားတွေကပျက်စီးဆုံးရှုံးသွားရပြီဖြစ်တယ်လို့လူတွေလည်းထိခိုက်ခဲ့ရပါတယ်ဒါကြောင့်မို့ကိုတော်ခီရိုကအိုးရင်တွေပျက်စီးသွားရတဲ့နေအိမ်တွေကိုတိုင်ကိုတသိန်းကျပ်ထောက်ပံ့ကူညီပေးခဲ့တာပေါ့ဒါပြင်အခြားမိသားစုဝင်တွေကိုလည်းတိုင်ကို3000ကျပ်လှူဒါန်းပေးပါသေးတယ် ကုံလုံးကိုလူတန်းပြီးတဲ့အချိန်မှာကိုတော်ဂီရိုကကြောက်စဲကိုဆက်ပြီးသွားလှရမှာဖြစ်တဲ့အတွက်ပြန်ကန်ဒီမှာပြုလို့ခဲ့သမျှအလို့ဒါနာအကျိုးတွေကိုမြင်ရသူမမြင်ရသူအလုံးအမြင်ရကြစေဖို့အမြပေးဝေခဲ့တာပေါ့ရကွက်သူရကွက်သားတွေနဲ့အတူကိုတော်ဂီရိုကလမပမမတ်တက်ရကြကောင်ယနေ့ပြုလို့သမျှကုတော်အလုံးကိုအမြပေးဝေပါတယ်ဆိုပြီးအမြသုံးချိန်ခေါ်ဆိုကြပါတယ်ကိုတော်ဂီကရှေးကနေအမြပေးဖို့အတိုင်းကနောက်ကလူအများကလိုက်ပေးကြတာပေါ့ အခုလိုလုံနေတော့မှပဲလူအောင်ချကမျိုးသမီးတို့ကဘူးတလိုဟန်တွေဆောက်ပြလာခဲ့ပါတယ် ဟန်ထူးဆန်ဘက်ကလက်ညှိုးကြီးထွက်ကအမျှပေးဝေဖို့တောင်းဆိုနေခဲ့ရပါင။ငိုလဲငိုနေတာမို့ကိုသားကြီးတို့အားလုံးကကြေကွဲသွားရပါတယ်။နှစ်ယောက်လောက်ကဝင်ပူပြီးအမျှတောင်းဆိုခဲ့ကြတာပေါ့။ဒီထက်မှမတူဦးကတော့ငလျင်ချောင်းကွယ်လွန်သွားတာမဟုတ်ဘဲလွန်ခဲ့တဲ့လလောက်ကမှကွယ်လွန်ခဲ့တဲ့အန်တီဂျီတယောက်ဖြစ်ပါတယ်။အစောပါအန်တီဂျီရဲ့မြို့သားဖြစ်သူကလည်းခုလိုမကျွမလို့ပဲဖြစ်နေတဲ့အတွက်စေမကောင်းဖြစ်နေကောင်းငိုကြွေးလို့နေတာပေါ့။ကိုသားကြီးကအမျှတောင်းနေသူတွေကိုနောက်ထပ်တစ်ကြိမ်အမျှပေးဝေခဲ့ပါတယ်။ဝင်ပူးနေတဲ့မမြင်ရတဲ့ပုံကိုယ်လေးကိုလည်းလောက်ချေကတာရ ို့လိုက်ခေါ်ပါလို့ပြောထားခဲ့တာပါကိုတာကင်းရဲ့လူအများကအမျှပေးတဲ့အချိန်မှာအမျှတောင်းနေသူကအမျှဝေတာကိုတာတို့ခေါ်ဆိုပါတယ်တာတို့ခေါ်ဆိုလိုက်တဲ့အတွက်မကြုံမလို့သူကအမျှပေးတာတွေကိုလက်ခံနိုင်ကကျွလို့တော့ပြီလို့ယူဆလိုက်တာပါ ကိုတော်ကြီးကတော့ချွတ်တန်းဝင်အောင်လုပ်ပေးနိုင်တဲ့အပေါ်မှာဝမ်းသာလို့နေပါတယ်။ဒါအပြင်ဝင်ပိုးခဲ့တဲ့သူတွေအတွက်စွန့်ကပ်ဖို့လည်းတသိန်းထပ်လုပ်ခဲ့ပါသေးတယ်။ဒါမဲ့ရမောင်ကိုတော်ကြီးတို့ကစကိုင်းကိုထပ်သွားမှဖြစ်ပြီးစကိုင်းမှာငလျင်ကြောက်ကွယ်လွန်ခဲ့ရတဲ့သူတွေအတွက်မျှဝေပေးသွားမှလို့လည်းအသိပေးထားပါတယ်။တချို့ကလည်းယုံကြည်ကြပါမယ်။တချို့ကလည်းခုလိုဖြစ်မျိုးကိုမယုံကြည်ကြပါဘူး။အင်းဝမှာငလျင်ပေးအတွက်သွားလို့နေရင်မမြင်သူကိုကျွလွန်အောင်လုပ်ပေးနိုင်ခဲ့တဲ့ကိုတော်ကြီးရဲ့ပုံရိသက်ထွက်ရဲ့မြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်အချောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရာပုံပွားရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကဲဆဲထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထူးပင်တင်ရှိကြောင်းပြောကြားရင်းနဲ့အားလုံးမဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ